။ကလေးတို့ရေဒီနေ့ရွှေတကုံစီတီတော်ကုံကို အတူတူဆွဲကြရအောင်ဒီပုံစံလေးကစတင်ဆွဲနည်းအတွက်ရိုးရှင်းပြီးလှပါရယ်။တင်ပါလို့အမလဲ။စာရွက်တရွက်ခဲတဲ့စေးချေဖို့ရောင်စုံခဲတဲ့မင်တန်ရေးစေးတို့တဲကတမျိုးမျိုးရွှေရောင်အနီရောင်အဝါရောင်မဖြစ်မနေထားပါဆွဲခြင်းလေးဆင့်အဆင့်တက်အခြေခံပုံစံထုတ်ခြင်းစာရွက်ရဲ့အလဲတက်တက်မှာစေးတီတော်ရဲ့ဘိုးချက် ကျောက်တုံးကြီးရဲ့ပုံစံကိုစတင်ဆွဲပါဒါကိုရှည်လျားတဲ့ဘဲဥပုံစံသို့မဟုတ်ထိတ်ချုံတဲ့ဘဲဥပုံစံလေးနဲ့စဆွဲနိုင်ပါတယ်။အောက်ခြေမှာစတုကန်အစင်စင်ခေါ်စုပ်တန်းများရဲ့မြင်းကြောင်ရိုးရှင်းဆုံးပုံစံကိုဆွဲပါဒီစုပ်တန်းတွေကမမက်ရက်နေတဲ့လေကားထစ်တွေလိုမျိုးပါ။ထိတ်ဆုံးမှာမပြောဘူးတဏ္ဍတရဘူတီခေါ်ညံတော်ရဲ့အခြေခံကိုစက်ဝိုင်းငယ်လေးဆွဲပါ။အစင်းနှင့်ပုံတံတန်ပြေဆုံးအောင်ပြုခြင်း စီဒီတီညံတော်ကိုအသေးစိတ်ဆွဲပါငှက်ပြောမှုပုံစံကိုဆွဲပြီး အထက်ကိုထောင်တက်သွားတဲ့ရွှေကျွန်းနံခေါ်စိန်ဘူးတော်နဲ့အဆုံးသက်ပါအပေါ်မှာရွှေလင်းကွင်းနဲ့စိန်ကိုရခါတီလေးတွေချိတ်ဆွဲထားတယ်လို့လေးဆွဲနိုင်ပါတယ်။အောက်ခြေကစုတ်တန်းတွေကိုပို့ပြီးထင်ရှားအောင်မြင်းတွေဆွဲပါစုတ်တန်းတစ်ခုချင်းစီကြားမှာ လေဟာနေရာလေးတွေထားပေးပါ။စေဒီတော်ရဲ့ပင်မကိုယ်တဲ့ဗုဒ္ဓပိတိကကြောက်တုံးကို ချုံးငွေပြီးလှပတဲ့မြင်းကွေးလေးနဲ့ပြင်ဆင်ပါ။အဆင့်3အသေးစိတ်များဖြည့်ဆွတ်ခြင်းဒါကစိတ်ဝင်စားစရာအကောင်းဆုံးအဆင့်ပါပဲ။စုပ်တန်းတွေပေါ်မှာ twin two ရုပ်ကြွက်ဒီဇိုင်းလေးတွေမှန်နဲ့ချစ်ထားတယ်လို့လေးမြင်းကြောင်လေးတွေဆွဲပေးပါ။စီရီတော်ရဲ့လေးဘက်လေးတံမှာကနကုတီတော်ဖះအောင်ဆောင်တွေရှိပါတယ်။ရှေ့မျက်နှာစာကတခုကိုတိတိချာချာဆွဲပါဒီចောင်းဆောင်လေးတွေရဲ့မုတ်ခုံးပုံစံနဲ့ခေါင်းမိုးတွေကိုဂယုတစိုက်ဆွဲပါ။ ဇေဒီတော်အောက်ခြေကိုဝိုင်းရံထားတဲ့ပက်လေရန်ဇေဒီငယ်လေးတွေကြာဖက်ပန်းအိုးလေးတွေစသဖြင့်ဖြည့်ဆွတ်ဆွဲနိုင်ပါတယ်။အဆင့်၄အယောင်ချေခြင်းကဲအခုတော့တင့်လက်ရလေးကိုအတက်ဝင်အောင်အယောင်ဆေးချေရမယ့်အချိန်ရောက်ပါပြီ။ဇေဒီကိုယ်တဲ့ရွှေအောင်ခဲတံသို့မဟုတ်အဝါရောင်နဲ့လိမ့်ပါနေအောင်ကြည်ကြတဲ့နေရာတွေကိုပုံနှုတ်တဲ့အဝါ အရေးထဲနေရာတွေကိုပိုရင့်နဲ့လိမ္မော်ရောင်တန်းနဲ့အဝါနဲ့ချေရင်ပိုပြီးလက်ရမြောက်ပါတယ်။ CDT ညံတော့ဒီအပိုင်းကို CD ကိုတဲ့ထပ်ပိုတောက်ပတဲ့ရွှေရောင်နဲ့ချေပါစိန်ဘူးတော့ကိုစင်ကြဲတဲ့အဖြူရောင်ချေနိုင်ပါတယ်။ခဏကုတိတော့အနီရောင်အနက်ရောင်ဒီဇိုင်းတွေနဲ့ချေမုံထားတတ်ပါတယ်။ခေါင်းမိုးကိုအနီရောင်ဆေးချေပါမိုးကုတ်ဆက်ဝိုင်းကြာဖက်ပန်အိုးစုတ်တမ်းများအနီရောင်အဖြူရောင်အကြောင်းကြောင်းလေးတွေချေပါ နောက်ခံကောင်းခင်နေဝဝလေးဆွဲပြီးအပြရင်ရင်တို့ နေဝင်ချင်းလိမ္မော်ပန်းရောင်ဆက်ထားတဲ့ကောင်းကင်နဲ့ချိန်ရင်လည်းတရမ်းလာပါတယ်ဒီလိုဆိုရင်တော့တင့်ရဲ့ရွှေတကုံစီဒီတော်ဘုံလေးကိုအောင်အောင်မြင်မြင်ဆွဲပြီးစီးသွားပါပြီမှတ်မိစေချင်တာကစီဒီတော်ရဲ့ပုံစံဟာလက်ရတစ်ခုနဲ့တစ်ခုအနှဲငယ်ကွဲပြားနိုင်ပါတယ်ဒါကြောင့်တင့်ပါတာတင့်စိတ်ကြိုက်ဖြစ်ဆွတ်ခြင်းမုံလို့ရပါတယ်အားလုံးပဲပျော်ရွှင်စေရအမှုပညာလက်ရလေးကိုဖန်တီးနိုင်ကြပါစေကူညီတဲ့အနေနဲ့ like share and subscribe ဖို့တော့မမေ့ပါနဲ့တော့ bye bye